မလပထမ10ရက်အတွင်းနေပြည်တော်ပအဝင်တိုင်းဒေသကြီး6ခုနဲ့ပြည်နယ်2ခုမှာအပူချိန်40ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်တယ်လို့နိုင်ငံတကာမိုးလေဝသဌာနတွေကကိုးကားပြီးမိုးလေဝသစောင့်ကြည့်လေ့လာသူအိုးဝင်းနိုင်ကပြောပါရယ်။မလပထမ10ရက်အတွင်းမကွေးတိုင်းနေပြည်တော်ပဲခူးတိုင်း AR တိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မိုးပြည်နယ်နဲ့တနင်္သာရီတိုင်းတို့တွင်နေအပူချိန်များ40ဒီဂရီစင်တီဂရိတ်အထက်အထိမြင့်တက်လာနိုင်ကြောင်းပြနေသေးကိုတွေ့ရပါရယ်။ လာနီညာကြောင့်အပူချိန်မြင့်တက်မှုများ2020လေးခုနှစ်အနီညိုနှစ်ထက်ရောနေတော်လဲမလအတွင်းဆိုထိုင်းစမြင့်တက်နေသောဒေသများတွင်ခန်းစားရသည့်အပူချိန် temperature fat 40 degree centigrade အထက်အထိမြင့်တက်နေနိုင်ပါမယ်လို့ဦးဝင်းနိုင်ကပြောပါရယ်ဒီလိုအခြေအနေတွေကြောင့်နေ့လယ်ပိုင်းမှာနေရောင်ခြေတိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာအလုအလုတွေတက်ကြီးရွယ်အိုနဲ့ကလင်းငယ်တွေရေတက်ဆုံးရှုံးမှုများပြီးအပူရှက်တာ heat stroke ခန်းစားရနိုင်တဲ့အတွက်သတိပြုနိုင်ကြဖို့ဦးဝင်းနိုင်ကသတိပေးထားပါရယ်